မင်္ဂလာပါရှင်အခုတစ်ခါအချိန်လေးရတော့ခြိသားလေးဖြစ်ပါမယ်ခြိသားလေးကိုမှတစ်ချက်ခက်ကလေးပေါ့နော်လာလေအရင်လာပါတယ်သူကအမိတ်ကတော့ဒီလိုအမိတ်တေးလေးသုံးထားပါတယ်သူကတစ်ထည်လုံးဒီလိုမျိုးအပြည့်ခက်ကလေးပေါ့နော်အပြည့်ခက်လေးဒီဒီဇိုင်းလေးကကျွန်မစီမှာအရင်ကကိုးလေးတော့ရောင်းဖို့ရယ်နော်အယောင်ခံအရင်နေရယ်ဘောင်တန်းမဟုတ်ပေါ့အခုကတော့ဘောင်တန်းလေးဖြစ်ပြီးတော့မှခြိနဲ့ခတ်ထားတာပါရှာရှာပပလေးပဲခြိလေးနဲ့ခတ်ထားပြီးပါတယ်အရင်စိတ်တယ်အပွင့်လုံးဝကျိုးအများကြီးသုံးထားပါတယ်နော်သူကတော့ဈေးနှုန်းလေးက2သိန်းနဲ့3000ပါ ဒီလိုမျိုးပေါင်နှံလေးပါเนาะဒီလိုအပြည့်လေးပါအပွင့်ကဒီလိုစိတ်စိတ်ကလေးလုံးဝစိတ်စိတ်ကလေးပေါ့ကွာပုံပေါက်လေးခိုက်ခွဲကျော်ပါလေးခိုက်ခွဲပါတဲ့အချိန်ပေါ့เนาะဒီလိုပေါင်လေးအယောင်လေးလေးနှစ်ယောင်ကလည်းကာလာဆက်ကသိမ်းမြင်းလေးကိုထားအရင်ပေါ့เนาะပါပေါင်းနှံလေးမှာခြေသားလေးလည်းဖြစ်တယ်အပွင့်စိတ်စိတ်ကလေးနဲ့ခိုက်ကြည့်ကြည့်လေးဖြစ်တာဆိုတော့ ာပါထည့်ပြီးပြောလို့ရပါတယ်လိုချင်၄၀နဲ့ရှိကလေးပါတစ်ထည်ပဲရှိတာရှိတာပါเนาะအဲ့တော့ခြေရရှာရတူနေအတွက်ကိုလုံးဝသတင်းကောင်းလေးပါအခွင့်လေးကလည်းတေးသေးလေးဆိုတော့ရိုးရလေးလည်းဖြစ်နေတော့ဘယ်အခါဖြစ်ဖြစ်ဝတ်လို့ဝတ်လို့ဒိမ်းမအောက်ပါဘူးပေါ့ဒီဇိုင်းမအောက်ပါဘူးပေါ့เนาะဒီဇိုင်းမအောက်သွားတာဖြစ်လို့ဘယ်အခါဖြစ်ဖြစ်ခဏခဏဝတ်ဖြစ်မြဲအခြေဖြစ်တယ်เนาะဒီဟာလေးတွေကလေးလှလည်းလှတယ်ကြိုက်တယ်ဆိုရင်စီပီရနေဒီကောမန့်ရပြီးပြန်ပါလို့ရပါရှင့်